ချို့လူတွေကနားမလဲပါမလဲနဲ့ရှောက်ချက်ပြီးတော့လက်သုံးချောင်းကောက်တောင်ဟုတ်ပြီးထင်နေတာမဟုတ်ဘူးနိုင်ငံတကာ NGO ကိုရှိတယ်လို့ထင်တာမဟုတ်ဘူး NGO ကတောင်းစားကိုတောင်းစားအဖွဲ့တောင်းစားနေရတဲ့အဖွဲ့ငါတို့ပြည်သားကလည်းရက်တည်နေရတဲ့အဖွဲ့ငါတို့အိမ်ပင်းမှာကပ်မြောင်ပြီးပြီးဆွဲနေရတဲ့အဖွဲ့ဆိုတာမျိုးနိုင်ငံတကာမြင်ထားတာအင်းဘုရားဘုရားမေးအောင်လည်းဘာပြောလဲဆိုတော့လက်လက်ကြိုင်ပြီးတော့မိမိလိုချင်တဲ့အုပ်မျိုးကိုယူလို့မရဘူးတဲ့သူ့ကိုယ်တိုင်လက်နဲ့နဲ့အာဏာယူထားတာ ဟယ်လိုချားရမီဘာပီတူညကိုမော်မာမြအလုံးပိုင်းမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ28ရက်နေ့ကျွန်တော်တို့စနေနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့ကတော့ဒီနေ့ညမှာနောက်ဆုံးရရှိထားတဲ့ Tolan 13 to 3ကိုများစွာရှိတဲ့ဖြစ်တဲ့အတွက် ီဒီယိုကိုကျွန်တော်တို့ဆက်ဆုံကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့အယုံဆုံးအနေနဲ့ဒီနေ့နေခင်ပိုင်းမှာအားလုံးပါเนาะကျွန်တော်တို့မြန်မာထားတဲ့အချိန်ပဲတော်လန်သတင်းကောင်းတွေပြင်ဘုံမိုက်ကိုကျွန်တော်တို့လည်းကြည့်ရှုမှာမို့လို့ကျွန်တော်အနေနဲ့ကတော့သတင်းတွေစုံလင်နေတာပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်သတင်းတူလေးတွေကြည့်လိုက်ရအောင်နော်။ပထမအဆုံးသတင်းတပိုးအနေနဲ့ကတော့ချင်းပြည်နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကိုချင်းပြည်ကောင်စီချင်းညီနောက်တော်လိုင်းအေးပူဝန်တပ်တွေကနေပြမတိုက်ခိုက်ခဲ့လို့ပြီးခဲ့တဲ့နေ့ရက်တာတိုက်ပွဲအတွင်းစစ်တပ်ထိနာခဲ့ပြမစစ်ကောင်စီရာယီတဆဲရတဲ့နေရာနှစ်ခုကိုတင်ပတ်နေခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲ ဲဖြစ်ပါတယ်။ချင်းဘူးဖုံတဖွဲ့တွေကနေပြီးမှမော်ပီယောစကားစားယာယီစခန်းပေါ်သူတို့တက်ဆွဲထားတဲ့နေရာတစ်ခုကိုတင်ပိုက်ခဲ့တာဖြစ်တယ်။မော်ပီယောကိုကျွန်တော်တို့ချင်းဘူးဖုံတဖွဲ့က90ရာခိုင်နှုန်းကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။စကားစားတွေတချို့တွေတပြေးပြေးတော့မှမော်ဆန်ယောမှာနေရာယူထားတယ်။အဲ့ဒီမော်ဆန်ယောဆွန်လဲသူတို့တော့တိုက်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တက်ဆွဲထားတဲ့ နေရာဒေသတွေကိုတင်ပိုက်နိုင်ခဲ့တာဖြစ်တယ်။အဲဒါကြောင့်စစ်ကောင်စီအလောင်း၆လောင်းတွေ့ရှိခဲ့တယ်။ပြီးရင်၃ရောက်အရှင်ဖက်စီမိပါတယ်ဆိုပြီးတော့မှချင်းတရင်မိကတို့ကပြောဆိုလာတာပဲဖြစ်ပါတယ်။အဲဒါအပြင်စစ်တပ်ထမ်းနေပြီးတော့မှလက်နက်ကိုလည်းတင်ဆက်ရရှိခဲ့တယ်ဆိုတဲ့ကြောင့်တွေပါပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အလုံးအခုဆိုရင်စစ်ကောင်စီအနေနဲ့ပေါ့နော်။ချင်းမီနယ်မှာသူတို့စုမုံထိန်းချုပ်ထားပါတယ်ဆိုတဲ့မျိုးဟာဆိုတော့သူမျိုးလောက်တချင်ရှိတော့တာဖြစ်ပြီးတော့မှ2025မကုန်ခင်မှာပဲကျွန်တော်တို့တလန်ပီသူတွေကနေပြီးတော့မှချင်းမီနယ်တပီလုံးလုံးမျိုးနဲ့စူးစမ်းတော့မယ်ဆိုပြီးတော့မှအခုဆိုရင်အစွမ်းကုန်တိုက်ခိုက်နေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့မှကြာခင်မှာတော့စစ်ကောင်စီ ီတပ်ဖွဲ့တွေရဲ့ကြာဆုံးစီးရင်တွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့လူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆက်ရနေရာမှာလုံချွေးတင်းချက်စွာဖမ်းဆီးချုံနှောင်ထားပြီးတော့မှတွားနေနှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာတွေခံစားနေရပေမဲ့စေကူတာခွဲ့ပြေဝတ်မှုပေးပဲနဲ့ရွေချက်ရှိရှိညှဉ်းပန်းနေစစ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ကျမတို့အဖွဲ့အစည်းအနေနဲ့သိရှိထားသလောက်ဆိုရင်တော့ antidon ဆန်စုကြည်ကလက်ရှိမှာတွားနဲ့ပတ်သက်တဲ့ယောဂဝေဒနာနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုခံစားနေရပါတယ်။နောက်ပြီးတော့မှအသက်ကြီးလာတဲ့အတွက်ကြောင့်မလို့ဆိုရင်နေရတဲ့အခြေအနေနောက်ပြီးတော့မှအတလောမှာဆိုရင်လည်းအသက်ကြီးတဲ့ပါတီထိပ်ပိုင်ကောင်းဆောင်တွေတည်ဆုံနေတာဖြစ်တဲ့အတွက် antidon ဆန်စုကြည်အတွက်ကျမတို့အဖွဲ့အနေနဲ့များစွာဆွေးနွေးပါတယ်။ဆိုပြီးတော့မှမြန်မာ prison witness ကဒုတိယပြန်ကြားရေးတာဝန်ခံမှစူးငယ်ရတယ်ပြီးတော့မှပြောကြားထားတာပဲဖြစ်ပါတယ်။စစ်ကောင်စီကတော့အဲ့လိုမျိုးပဲပေါ့နော်။ကျတို့ ်ဒီလိုမျိုးနိုင်ငံကောင်းဆောင်တွေကိုဖန်ဆီးချုံနောင်ထားပြီးတော့မှသူတို့ကိုစီကူတောက်ခွင့်မပေးဘဲနဲ့ခုဆိုရဲကျတို့တေဆုမှုတွေလည်းမြက်ပြနေတဲ့ကြားထဲကနေပြီးတော့မှကျတို့အမေတော်ဆဆုချာဆိုတဲ့စစ်ကောင်စီရဲ့ရစစ်ရုံမှမှုတွေကိုခန်းစားနေရတဲ့ပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့တော်လိုင်းကိုအောင်မြင်မြင်နဲ့ပြေဆုံးပြီးတော့မှ Fisher Anderson လို့တစုကိုဖြိုချပြတာနဲ့ပေါ့နော်အမေစုမြန်ဆုံးကျမ်းမှာလုခင်းနိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျမကတော့ရေဘော်ရှင်လင်းနေပြီးတော့မှကျွန်တော်တို့အားလုံးသိထားတဲ့အချိန်ပဲဟိုတနေ့ရပဲအုပ်ဖို့ထောင်မှတည်ဆုံသွားတယ်ပေါ့နော်မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ချောဦးရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စာချေလဲရအောင်နော်လက်ရှိချိန်မှာလည်းပဲကျွန်တော်တို့ဒါအာနာလူညူထားတဲ့အချမ်းဖက်စစ်ခွေးတက်ကိုစန့်ကျင်တဲ့နိုင်ငံရေးသမားတွေကိုထောင်အာနာပိုင်တွေဟာရရဆက်ဆက်ညှင်းမှန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေအများကြီးကျွန်တော်တို့တွေ့မြင်ခဲ့ပြီ ဆိုတော့ဒီနေ့မှာကျွန်တော်အနည်းပွဲထပ်မံပြီးတော့ဒါအသက်ပြီးခဲ့ရတာကဒါ60ခုနှစ်အရွယ်မန္တလေးတိုင်းလွတ်တော်ဥက္ကရာဦးအောင်ကျော်ဦးဖြစ်ပါတယ်ဆိုတော့ထူးခြားတာကသူ့ရဲ့ကျမ်းမာရေးအခြေအနေကတော်တော်လေးကိုကောင်းမွန်နေတဲ့ဒါအနေထားတစ်ခုကနေပြီးတော့ရုတ်တရက်ဆုံးမခဲ့တဲ့အခြေအနေပါဆိုတော့သူ့ရဲ့မိသားစုဝင်တွေကလည်းသူ့ရဲ့ dead body ကိုဒါပြန်တောင်းတယ်ဒါပေမဲ့ထောင်အာဏာပိုင်နဲ့ကျမ်းဖတ်စစ်ခွစ်တက်ကောင်တွေကတော့ဒါ dead body ကိုပြန်မပေးဘူးလို့ကျွန်တော်တို့ ရပြီးထားရပါတယ်ဆိုတော့ဓာတ်ပုံကြီးကိုပြန်ပေးလိုက်ရင်တို့အတွက်ကလည်းအများကြီးပြဿနာတွေရှိသွားနိုင်တာဟုတ်ဗျာဒါကြောင့်တို့ကတော့ဓာတ်ပုံကြီးမပေးဘူးဆိုတော့ပေးတဲ့အကြောင်းပဲလှမ်းပြီးတော့အကြောင်းကြားတဲ့ပုံစံမျိုးပါဘယ်လောက်ထိရုံမှလဲဆိုတာဟုတ်ပြီဒီနေ့မှတော့ဆုံးသွားတာပါရုပ်ရည်အမောဖောက်ပြီးတော့ဆုံးတယ်လို့လှမ်းပြီးတော့အကြောင်းကြားလာပါတယ်တဲ့ယောဂကြီးကြီးမားမားအရင်တော့ကမရှိခဲ့ပဲနဲ့ရုပ်ရည်အမောဖောက်ဆုံးပါသွားတယ်ဆိုတော့သူနဲ့ ဒါထောင်းအတူတူကြားခဲ့တဲ့သူရဲ့ဒါဖော်ပြချက်ကိုလည်းကျွန်တော်မိဘတွေကိုတင်ပြပေးချင်ပါတယ်။ဟုတ်ပြီ။အသက်69နှစ်အရွယ်ဦးအောင်ကျော်ဦးက2015ထွေထွေရေကောက်ပွဲ NLD ပါတီကိုစားပြုမန်လေးတိုင်းပသိမ်ကြီးမြို့နယ်တိုင်းဆက်တော်ကိုစလဲဖြစ်နိုင်ရပြီးတော့မန်လေးတိုင်းလွှတ်တော်ဥက္ကရာပြည်တင်ပြခံခဲ့ရတယ်။အဲ့ဒီနောက်ကျွန်တော်2020ထွေထွေရေကောက်ပွဲမှာမဲဆန်နနေမှာထပ်မံအနိုင်ရရှိပြီးတော့2021 February မာကျောင်းဖက်စခွေးတက်ကအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာမာအောင်မြင်မျိုးနဲ့ဒေဝွန်အရှိရက်ွယ်လမ်း60နေအိမ်အကျယ်ကျုံမှာထိသိမ့်ခံခဲ့ရပါ ။နာနေငယ်အကြမှာပဲ၎င်းကိုလာရောက်ဖမ်းဆီးပြီးတော့တားဖြစ်သူကိုပါလာရောက်ဖမ်းဆီးခဲ့တာပါ။ဟုတ်ပြီ။အဲ့ဒီဖမ်းဆီးတဲ့အခြေအနေမှာလည်းမထွေးမဖြစ်သူနဲ့မိသားစုဝင်တွေကိုကျွန်တော်ဖမ်းဆီးခွေးတက်ကရိုက်နှိပ်ခဲ့တယ်လို့လည်းကျွန်တော်တို့သိရှိထားရတာဖြစ်တယ်။ဒါအပြင်ဒါ NLD ရဲ့တရုတ်နဲ့ draw point ထားတဲ့ဒါသူ့ရဲ့နေတဲ့နေအိမ်ပေါ့ဗျာ။ဆိုတော့ဒီအောက်ဦးကိုလည်းပဲဒါရုံငန်းတွေစိုက်ဖုတ်တွေလက်ထိုးဖျက်ဆီးခဲ့တယ်လို့လည်းကျွန်တော်တို့ပြန်လည်းသိရှိထားရပါတယ်။ဒါကတော့လုတ်ဆောင်နေကြပုံစံတွေပါပဲဗျာ။ဟုတ်ပြီ။ တို့တို့ဦးနိုင်ငံစုပူအောင်လှုပ်ဆောင်မှုရာသီရာသီပုံမှာငါငါကချီနဲ့ထောင်နဲ့တုံးနဲ့တဘောဘေးအန္တရာယ်ဆန်ရစီမံခံဝဲမှုပုံမှာ25နဲ့ထောင်နဲ့နှစ်နှစ်စုစုပေါင်း9နှစ်တမန်ခံလိုက်ရတာပါအခုလူရဲ့စိတ်ကံနီးအချိန်ကြမှာညတရက်တည်ဆုံးသွားတယ်ဆိုတော့ကြောက်မိပါလေကြောက်မိပါလေပဲစဉ်းစားပါလူရဲ့စိတ်ကံနီးကြမှာဘာကြောင့်ညတရက်အမောဖောက်ပြီးတော့တည်ဆုံးသွားရတာလဲဗောဗျာ ရဲဘော်ရှင်လေးကတော့ပြောလိုက်ပြီနော်အခုဆိုတော့ကျွန်တော်တို့အရင်တော့ဒေါနမီကျမ်းမာနေခဲ့တဲ့ဦးအောင်ကျော်ဝဆိုတဲ့စကောစီရဲ့ထောင်ထဲကျမ်းဖတ်မှုတွေကြောင့်သူကအခုဆိုရင်တည်ဆုံးဖတ်တော့ခဲ့တယ်ပဲဖြစ်ပါတယ်။နှလုံးမောဖောက်တဲ့ဆိုပေမဲ့သူရဲ့မိသားစုနဲ့ကိုကြောင်းကြခဲ့ပေမဲ့ပေါ့နော်။ဒက်ဘိုဒီတော့မှပြပြနေအခုဆိုစကောစီကတော့ရုပ်မအောင်တန်းကျနေတယ်ဆိုတော့လည်းကျွန်တော်တက်ပြီးတော့မှသိရှိရတာမလို့ဒါကတော့ကျွန်တော်တို့တော်လန်ထိပ်ပွင့်ကောင်းဆောင်တွေကိုစကောစီကနေပြီးတော့မှမြစ်ဖြူချဖို့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားသိနေတယ်ပဲဖြစ်ပါတယ်။ရှေ့မှာလည်းကျွန်တော်အားလုံးသိထားတဲ့အတိုင်း လူထုကောင်းဆောင်ပေးတဲ့ဒေါန်ဆန်းစုကြည်ရဲ့ချမ်းမရဲတော်မှာအပြေဝဒီကောက်ွယ်ဆောင်ရှောက်မှုတွေမလို့ပေးတဲ့ပြန်အခုစံထောင်ထဲမှာပါသူ့ကိုဖြစ်တယ်လို့နေခိုင်းနေတဲ့ပေါ့နော်မြောက်လိုက်တော့အုပ်စုရဲ့လူရဲတွေဟာဆိုရင်ကျွန်တော်တို့နိုင်ငံတကာဆေးရဆွေးမှုဥပဒေတွေနဲ့ညှိစွန့်နေပြီဆိုတော့လည်းကျွန်တော်တို့တပိတော်မှာသိရှိနေရတာပဲဖြစ်ပါတယ်အဲ့ဒါဗီဒီယိုတပုန်နေတဲ့ကတော့ဆရာကိုရှင်းနေပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုလည်းနဲ့ဂျီတကားကနဲ့ချင်းချောက်အနိုင်ကြီးယူပြီးတော့မှခုဆိုရင်ရုပ်ောက်ပွဲဝင်ဖို့လုံးနေကြတဲ့ပေါ့နော်မြောက်နယ်တို့အုပ်စုနဲ့နိုင်ငံရေးပါတီဝင်တွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် ဘူဂျုံမှုကြီးမင်းအောင်လိုင်းလို့ကျွန်တော်ခေါ်နေတာခင်ဗျားတို့ရမ်းမပြောနဲ့ခင်ဗျားတို့မအားလာမအေလို့မအေလို့မအားလာဆိုနိုင်ငံရေးမဟုတ်ဘူးအဲ့ဒီကောင်တာဝန်ရှိနေတယ်ဒီကောင်ယာဒူးအပြည့်နဲ့ခေါ်တရားရုံးမှာခင်ဗျားခေါ်ထားတဲ့ခင်ဗျားထောက်ပြထားတဲ့အချက်လက်တွေဟာတက်သေးဖြစ်လာမယ်နော်ခင်ဗျားမအေလို့မင်းအောင်လိုင်းတရားရုံးမှာတင်ပြပြီးတော့အဲ့ဒီစကလုံးနဲ့ရှင်းလို့မရဘူးစောက်ပိန်းနေနီပေါ်တယ်နော်အတွင်းကန်ချုံထမိန်ချုံနေပြောလိုက်အောင်မယ်မလို့တိုက်လို့ရတယ်ဒါပေမဲ့ တာဝန်ယူမှုတာဝန်ခံမှုဥပဒေကြောင်းကိုနားလည်အောင်စဉ်းစားပြီးတိုက်ဟုတ်ပြီလားဆိုတော့ဘုရားဟူကြီးမေအောင်လှိုင်ကဘာပြောလဲဆိုတော့လက်နဲ့ကင်ပြီးတော့မိမိလိုချင်တဲ့အခွင့်အရေးကိုယူလို့မရဘူးတဲ့သူကိုယ်တိုင်လက်နဲ့အာဏာယူထားတာနော်ဟင်းကန်ထိုက်တွေပါမစ်တွေသူ့သားတွေသူ့သမီးတွေသူ့မိသားစုတွေအကုန်လုံးယူထားဆိုတော့ ။ဟိုမသိလို့စဉ်းစားလိုက်ရင်ဘိုးချုပ်မူကြီးမဲအောင်လိုက်ဟိုဗမာတပြည်လုံးကမရင်းဝိုင်းကျင်နေတဲ့ပုံစံမျိုးပြောနေတာ तू ကအမှန်တော့ तू ကလက်နဲ့တည်းတနက်တည်းအင်အားတွေနဲ့မရင်းစားကျင်နေတာဒါကိုကျွန်တော်ပြောတာဆိုတော့ခင်ဗျားတို့ peace foreign ဟာရွေးကောက်ပွဲကိုတွားရမယ်ကိစ္စမဟုတ်ဘူးဒါကျွန်တော်ဗမာတပြည်သားလုံးကိုကျွန်တော်ရဲရဲရင်ပြောရတယ်ခင်ဗျားတို့ peace foreign တောင်းဆိုရမှာက 你嘛的比老嘛细腻嘞，等于那乳苗帮助，广上阿龙嘞，墙壁刷也得一，快几步路啊！不嘛，就看下不就土明南西面，找州有土闽市面，个青下福州广茂路市面，跟人有广东西市面，个也广东嘞市面，青广东嘞市面，个青广东嘞，喏，就看广东，都为上。东，广东嘞，看下路，你比着，代表看下路，谁在那最个细耶，看下路阿罗啊！ ခင်ဗျားတို့ကြားပြဟုတ်ပြီနော်အစိုးရကြီးတရက်ကိုဖွဲ့ပြီးတော့မှရွေးကောက်ပွဲကိုသွားရွေးကောက်ပွဲသွားဖို့ခင်ဗျားတို့စီစဉ်ရမှာဟုတ်ပြီလားဒါခင်ဗျားတို့က peace for them လို့ပြောတာကိုခင်ဗျားတို့ peace for them ကြီးကဘာလဲဆိုတော့အချောက်တီစကားပြောတဲ့ပွဲဗျာအစိုးတကောင်မှမပါဘူးမတော်လှန်ရဲတော်တဲ့ကောင်နေယောဂါရနေတဲ့ကောင်နေဟိုတယ်မှာဖားတင်တဲ့အိတ်တဲ့ကောင်နေ အရက်တွေရနေတဲ့ကောင်တွေအခွင့်ရေးတွေပါမစ်တွေရနေတဲ့သူတွေဒါကို peace for land လို့ခင်ဗျားတို့ကပြောတာဗျာညီမဆရာကိုရှာတော့တရားကိုပြောလိုက်တာနော်ကျွန်တော်အနေနဲ့ခုဆိုမြောက်လိုက်ရဆိုတော့သူရနိုင်ငံရေးထုတ်ပေါက်အနေနဲ့ရုပ်ကုပ်ပွဲကိုကျင်းပပြီးတော့မှသူကိုယ်တိုင်တမရယူယူပြီးတော့လုတ်ချင်နေတယ်ဆိုတော့ကျွန်တော်တို့ပြောဆိုထားတာဖြစ်ပါတယ်တကယ်တမ်းကျတော့သူကနေပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုလက်နေတွေနဲ့ပေါ့နော်ချင်းချောင်းနိုင်ယူပြီးတော့မှ ကိုလိုမျိုးအနာကိုမတရားလူယူထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟိုဆိုင်ပြည်သူတွေအားလုံးကလည်းပြည်မှာတော်လန်ရေးစင်ရနေကြတာပဲဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့တော်လန်ရေးဖွဲ့စည်းရပြည်မှာကောင်းဆောင်တွေနဲ့စူးစီးညွှန်ဆောင်နဲ့ကျွန်တော်တို့အစိုးရတရားဖွဲ့စည်းပြည်မှာလို့ဆောင်လိုက်မယ်ဆိုတော့အားလုံးမျှော်မှန်းထားတဲ့ Federal Democracy ရရှိနိုင်တယ်ဆိုတဲ့အကြောင်းတွေပါသွားနေပြည်မှာသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်ဆရာကိုချက်ပြောထားတဲ့စကားတွေနဲ့ပတ်သက်ပြည်မှာလည်းကြီးစုနေကြတဲ့မြို့ပေါ်ပြည်သူဘက်ကနေပြည်မှာကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ ဘောမှာကြုံမင်းမြန်နေပြီးတော့မှကျွန်တော် NUG ဟာဆိုရင်နိုင်ငံတကာမှာဘယ်သူမှနေပြီးတော့မှအတိမမပြုတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြောလို့ပြောစားအချောင်ပြောဆိုထားတယ်လေကျွန်တော်တချက်တော့နားတော့ကြည့်လိုက်ရအောင်နော်ဟို NUG ရဲ့ကြီးပြားကောင်းတဲ့ဖြစ်ပေါ့တနာဖို့လည်းကောင်းပါလေ NUG ဘာလို့ပြောကြီးတွေလေးကြီးမိုးကြီးတွေပြောထားတယ်မြန် NUG ရဲ့ဟိုညီတွားတန်လို့ပြောပြရစီအဲ့ဒါဘာလဲဆိုတော့ထိုင်းအစိုးရက NUG ကိုအတိမမပြုတ်လို့ဆိုပြီးတော့နေဖို့လည်းကြီးပြားငွေကြီးချက်မှလည်းပြောရရောလားငွေကြီးချက်မှနေဖို့လည်းကနော်ဘာပြောလဲဆိုတော့ထိုင်းထိုင်းမှာမြန်မာတွေကိုဖမ်းတာစီးတာဘာညာတင်းလို့ပြီးတော့ဘာပြောလဲဆိုတော့ ထိုင်း NGO ကနေဖို့လည်းကပါပဲဆိုတော့ထိုင်းဆိုတာကလည်း NGO ကိုတရားဝင်သိမှပြုလို့တာမဟုတ်တော့လောကခံရတာအခက်အခဲတွေအများကြီးရှိတယ်တဲ့တနေ့ကျမတို့ချိတ်ဆက်ကူညီလို့ပြောမှာအလုံးလွှမ်းခြုံနိုင်မှာဘူးတဲ့ကဲရှက်ပွဲပေါ့ဗျာဒါရှက်ပွဲတာဆိုတော့ NGO ကိုထိုင်းဆိုတာကအတိမပြုမထားတဲ့အတွက်သူ့မှာကုလို့မရဘူးအစကလေးကကိုကိုသိရမယ်ကိုရောထိုင်းနိုင်ငံမှာကတ်ပြီးနေနေရတဲ့ကိစ္စအဲ့တော့သဘောကရှင်းရှင်းလေးအဲ့ဒီ NGO ကအများစုကထိုင်းနိုင်ငံမှာကတ်နေရတယ်ထိုင်းဆိုတာတနာလို့ကတ်နေခိုင်းနေတာဖိုင်းအကုန်ထောင်းရောက်လာအဲ့တော့တခါကြရင်ကို့အစင်တန်းကိုကိုသိဖို့လိုတာဆိုတော့ပြောချင်တာအခုတော့နေဖို့လည်းကသူ့အစင်တန်းကိုသူသိသွားပြီထင်ပါလေ နေဖို့လာပါအောင် NUG ရဲ့လူတွေကအခု၄နှစ်ကျော်မှသူတို့အဆင့်တောင်သူတို့သိတာလားတော့မသိဘူးအခုမှသူတို့အဆင့်တောင်သူတို့ဝန်ခံရတာလားအိန္ဒိယချင်းထိုင်းတော်အတိမတ်ပြုကျန်တဲ့ဘယ်နိုင်ငံမှ NUG ကိုအတိမတ်ပြုမထားဘူးအဲ့တော့ NUG ကိုဘယ်နိုင်ငံမှအတိမတ်ပြုမထားရင်ဘယ်နိုင်ငံမှအတိမတ်ပြုမထားတဲ့ NUG ကိုထောက်ခံနေတာခင်ဗျားတို့မှန်မလားလို့ပေါ့စမ်းသားပေါ့စမ်းနိုင်ငံတကာတော့အတိမတ်ပြုမထားဘူးအဲ့တော့ခင်ဗျားတို့ကအတင်းကြက်ကြီးကို NUG ကပဲနိုင်ငံတကာအတိမတ်ပြုထားတယ်လို့အထင်ကြီးနေတာပြီးတော့ NASA ကလည်းအတိမတ်ပြုပြီးတော့နိုင်ငံတကာ NASA ကအတိမတ်ပြုလာပြီးတော့ဘုသူကြီးမျိုးလည်းသွားလာနေကြတော့ချစ်အဖြေကအဲ့ဒါပဲဒါကြောင့်တစ်ခါတည်းကြရင်တချို့လူတွေက နားမလဲပါမလဲနဲ့ရှောက်ချက်ပြီးတော့လက်သုံးချောင်းပေါက်ထောင်ဟုတ်ပြီးထင်နေတာမဟုတ်ဘူးနိုင်ငံတကာ NGO ရှိတယ်လို့ထင်တာမဟုတ်ဘူး NGO ကတရောင်းစားကိုတရောင်းစားအဖွဲ့တောက်စားနေရတဲ့အဖွဲ့ငါတို့ပေးစားကမ်းစားရည်နေရတဲ့အဖွဲ့ငါတို့အိမ်ဘေးနားမှာကပ်ပြောင်ပြီးပြီးဆွဲနေရတဲ့အဖွဲ့ဆိုတာမျိုးနိုင်ငံတကာမြင်ထားတာ NGO အဲ့ဒါကိုပြည်သူလူထုကိုသိနေချင်တာဒီ NGO ကောင်တွေကလေးကလေးချင်းလုပ်ပြီးတော့လူတို့ကိုလိန်ထားတာကိုအခုနေဖို့လာကြည့်ရအခွင့်ကြရတယ်ငိုချင်းချစ်ပါနဲ့ကျွန်တော်တို့ NGO လူတိုင်းလာထိုင်နိုင်ငံအတိမတ်ပြုတဲ့တာမဟုတ်ဘူးလေကျွန်တော်တို့ကိုလို့ခုကျွန်တော်အဲ့ရည်ပဲရှိနေတယ် ိုယ်စင်တန်းကိုတိဖို့ပဲလိုတာအခုတော့တိပြီးချင်တာလေလို့ပြောချင်အဲ့ဒါเนาะအဲ့တော့တခါတခါဒါဒါအစိုးရဖြစ်လာမဖြစ်လာဆိုတဲ့စင်တန်းကိုတော့ကိုစကောပြန်မထိုင်ရမှာနော်ကျော်မြမြအခုဆိုတော့ကျွန်တော်တို့ NUG ကိုနိုင်ငံတကာနဲ့ပြီးတော့မှတရောင်းစားဖွဲ့လိုမျိုးဆက်ဆံနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကိုဒီကောင်နဲ့ပြီးတော့မှအားကြောင့်ပြောဆိုခဲ့တာမို့လို့မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ NUG နဲ့ဂျန်တဲ့တော်လန်ဖွဲ့အစည်းတွေက ဘာလဲဆိုတော့ပြတ်တရရတော့မှချင်မှဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာရှိနေတဲ့ကျွန်တို့တော်လန်ထုတ်ဖို့စနစ်တွေနဲ့အညူကြားထဲမှာရှိနေတဲ့ပေါ့နော်။ကျွန်တို့ပြည်သူတွေကိုစစ်ကောင်စီနဲ့ဒီလိုမျိုးလော်ဘီအောင်တန်းဆက်ရတဲ့နေပြီးတော့မှအချင်းချင်းသူခတ်တက်ရှုံမှုတွေလှုပ်ဆောင်နေတာလဲကျွန်တို့နည်းနည်းတော့ကြာနေပြီလို့ပြောလို့ရတယ်။ခုစံတက်ပြီးတော့မှသူတို့အနေနဲ့တော်လန်ရဲ့ရှင်ရုံကောင်းနေတဲ့အချိန်မှာထပ်ပြီးတော့မှဖြိုခွဲဖို့လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဆိုတော့ဒီကောင်တွေရဲ့အကြံအစည်ကိုလုံးဝကိုအထားမမြောက်နိုင်မဲနဲ့ကျွန်တို့ပြည်သူတွေဘက်ကနေပြီးတော့မှပြပောင်းဆောင်ရတဲ့အညူကြီးပါဝင်ကျွန်တော်တို့အားလုံးချိတ်ဆက်ပြီးတော့မှ ုဆန်စစ်ကောင်စီကိုဒုနဲ့တက်ခတ်မှုတွေဆိုတော့ကျွန်တော်အောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောနေနဲ့ချမ်ဘက်စစ်ကောင်စီမြောက်လိုက်တဲ့အုပ်စုနဲ့ဒီလိုမျိုးအာချောင်းတွေတတ်တယ်ပေါ့နော်စစ်ခွေးဘုံမှရုတ်ကက်လေးတွေကိုတော်လံပြတော်တတ်သူဖြစ်တဲ့ဦးကျော်ကနေပြီးတော့မှဘယ်လိုမျိုးစုမပြောင်းဆိုထားအောင်မလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှခြေလက်ရအောင်နော်။မင်းတို့လက်နဲ့နဲ့ပါဝါနဲ့အာနာနဲ့ရှိနေလို့သာပြည်သူကမင်းတို့ကိုဟိုပြန်ပြီးတော့မင်းတို့မင်းတို့ရဲ့တစောက်ကံလောက်ရောက်ကိုပြန်မပြောတာ။ပြည်သူတွေရဲ့ရင်ထဲမှာရှိတာပြီးသား ပြီဒီကနေ့ပြည်သူတွေကတနိုင်ငံလုံးမှာရှိနေတယ်မင်းတို့ဘုံလိုက်ကျဲထားတဲ့နော်ဟိုတနိုင်ငံလုံးမှာပတ်ကျဲထားတဲ့ဘုံတွေကအဲ့ဒီပြည်သူတွေကမင်းတို့ကိုလက်ခံမယ်လို့မင်းတို့ထင်နေသလားဟွန်းဟမ်မင်းတို့လက်ခံမယ်လို့မင်းတို့ထင်နေသလားပြည်သူတွေရဲ့နှလုံးသားထဲမှာမင်းတို့ရဲရဲဆက်ဆက်လှုပ်ထားတဲ့အပြုတ်မှုတွေဒီနေ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်အသက်ရှင်ကြံနေတဲ့ပြည်သူတွေကဘာပြောတယ်လဲဟမ်ဘာပြောတယ် အသက်ရှင်ကြံနေတဲ့ပြည်သူတွေကသူတို့မှနေစရာမရှိတော့စားစရာမရှိတော့နော်ဒီစီးရဒုက္ခများစွာနဲ့စစ်ဆောင်စခန်းမှာနေနေရတဲ့အချိန်မှာမင်းတို့ဘာပြောလဲမင်းတို့အဲ့ဒီအသံတွေကိုကြောင်းကြားရတာမင်းတို့ကြားနေမင်းတို့မင်းတို့မကြားချင်အောင်ဆောင်နေတာပဲရှိတာနော်စားစရာမရှိတော့နေစရာမရှိတော့ဒါမှမဟုတ်ဘာမှမဖြစ်ဘူးမင်းတို့အာနာရှင်တွေရဲ့စနစ်ဆိုးကြီး 有家婆、有姐，面奴也，也晒养马木姑。都罗个木姑嘛木多了，白家嘛木多了嘞。那些阿拉咪知道，啥子阿拉咪知道。以前嘛，对面那皮都管哩，皮都，把那背跟宋杰拉，都罗啥尼阿嘞？都罗那龙达那个，谁那个，陈亚那个，面奴是阿那西哩，面奴是阿那西哩耶。龙家叫这个哩，都罗也那龙达那个。 啊里是小农，是小农业，那农场里个当下里个，美女阿宝妈，美女阿宝妈，得瑟可怜了，得瑟可怜了，美女兄弟们媳妇，喏兄弟们媳妇，美女美女耶楼下叫，这个人美女跟老板交上交上，那那那个阿弟嘛比黄白交上交上，阿龙阿龙对差不个，美女他妈苦了他妈，个他妈那那过时嘞，乌脚毛穿细嫩的云。 မင်းတို့ဟာမြန်မာနိုင်ငံရဲ့အကြမ်းဖက်ဖက်စစ်စစ်တပ်ဆိုတာမင်းတို့ဘယ်တော့မှမမေ့နဲ့ကွာမကျော်တော့ပြောလိုက်ပြီနော်ကျွန်တော်တို့မြောက်လိုက်တို့ဖစ်စစ်တပ်အနေနဲ့ကတော့ပြည်သူတွေကိုချင်းချောက်နိုင်ယူဖို့စူးစမ်းနေပေမဲ့တစ်ဖက်မှာကျွန်တော်တို့ပြည်သူတွေကဆိုတော့ကိုယ့်ရဲ့အိုးအိမ်ပြီးတော့မှကိုယ်စုဆောင်ထားတဲ့အရာတွေအားလုံးဆုံးရှုံးပြတာတောင်မှတက်ရှိနေတဲ့ဆိုရင်စစ်ကောင်စီမပြုတ်မချင်းတိုက်ထုတ်သွားမယ်ဆိုပြီးတော့မှအားလုံးကနေတန်းတန်းချာချာကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေသာစီးလုံးညွှန်ဆောင်နေအခုတည်းပို့ပြီးတော့မှ ဝင်ဝင်စ조사လိုက်မယ်ဆိုတော့မြောက်လိုင်းတို့ visit တက်တေချပေါ့မိုးချမလွဲကြာဆုံးမယ်ဆိုတာတော့ကျွန်တော်တို့ပြောလို့ရနေတာပဲဖြစ်ပါတယ်ခုစလဲကျွန်တော်တို့မြေပြင်ရှိတဆမျက်နှာပြင်တွေမှာကျွန်တော်တို့ဖန်ဆီးမိတဲ့စကောင်စီတုံပန်များစွာလဲရှိနေတာပြပြမကြာဆုံးများစွာလဲပေါ့နော်ကျွန်တော်တို့ကိုပြန်ပြပြမခုခံနေတဲ့မြောက်လိုင်းတို့ visit တက်ဟာဆိုတော့ခုဆိုရင်ပြပနိုင်ငံတွေရဲ့အကူအညီရပြီးပြတော့မှနိုင်ငံရဲ့ထုတ်ပေါ်နေတဲ့ရွေးကောက်ပွဲကျင်းပဖို့လွတ်တဲ့အချိန်မှာပြီးသူလူထုရဲ့ထောက်ခံမှုမရှိတော့ဘူးဆိုတာတော့ကျင်းတိပြောလို့ရနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေဟာဆိုတော့ကျွန်တော်တို့မကြခင်မှာတော့တေချပေါ့မြင်နေရမယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ခုဆိုရင် တော်လိုက်ရဲ့ပေါ်တဲ့တီတီကနေပြုံးမှပြောဆိုလာကြတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့မန္တလေး PDF ကဒေါက်တာဆိုးသူရဇော်ကနေပြုံးမှသူတို့အနေနဲ့အုတ်ချုပ်ရေးနဲ့စေရေးကိုဖော်ဆောင်တဲ့နေရာမှာဘယ်လိုမျိုးစိန်ခေါ်မှုတွေရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသုံးသပ်ပြောဆိုထားတဲ့အရာလေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ကျွန်တော်လေအုတ်ချုပ်ရေးကကျွန်တော်စစ်တိုက်ရတာပဲခက်စစ်တိုက်ရတာကဟောပြောလို့ရှိရင်စစ်တိုက်ရတာလည်းလွယ်ကူတယ်လို့ကျွန်တော်မဆိုလို့ချင်ပါဘူးဒါပေမဲ့လို့အုတ်ချုပ်ရေးခေါ်ဆောင်ရတာက စက်တိုက်ရတာပို့ပြီးလောက်ဝင်ပါလို့ပို့ပြီးအလို့စိတ်ပို့ပြီးတော့မှခက်တယ်စက်ပြင်းပြင်းမှာကျွန်တော်ကရှင်းတယ်ရန်သူလားမိမိလားဟုတ်တယ်နှစ်မျိုးပဲနော်စက်ပြင်းပြင်းမှာဒီနှစ်မျိုးပဲရှိတယ်ကျွန်တော်ကရန်သူလားမိမိလားအဲ့တော့လောက်နှစ်မျိုးပဲရှိတာဖြစ်တဲ့အတွက်ကြောင့်လောက်ရတဲ့လုပ်ငန်းစဉ်ကလည်းရှင်းတယ်နော်ဒါပေမဲ့ကျွန်တော်ကပြည်သူလူထုကိုအုပ်ချုပ်မှုပေးရတယ်တော်တော်ကျွန်တော်တို့ကပြည်သူလူထုကိုဝန်ဆောင်မှုပေးရတဲ့အခါမှာကျွန်တော်တို့ကအာအင်တာနက်ခက်ခဲတယ် လောက်မယ်နဲ့အမှုစိတ်အဲ့တော့ပုံမှန်အခြေအနေမှာတောင်မှကျွန်တော်တို့ပြည်သူလူထုဝန်ဆောင်မှုလုပ်ငန်းလုပ်ရတယ်ပြည်သူအုပ်ချုပ်ရေးလုပ်ရတယ်ဆိုတဲ့ကိစ္စကမလွယ်ပါဘူးမလွယ်ဘူးနော်ကျွန်တော်တို့ပုံမှန်အခြေအနေမှာတောင်မှလုပ်အခုလိုမျိုးကျွန်တော်တို့တော်လိုင်းကြီးကာလမှာဆိုလို့ရှိရင်ပိုးတောက်ခတ်ပါလိမ့်မယ်ဘာလို့လဲကျွန်တော်တို့လက်ခံနော်ဟိုအရာရာအားလုံးဟာကျွန်တော်တို့ဒီအစင်တက်မယ်လွယ်ကူမနေခက်ခဲနေအဲ့ခက်ခဲနေတဲ့အခြေအနေမျိုးမှာမှာဒီတော်လိုင်းကြီးကာလအတွင်း စည်ကြီးကာလာအတွင်းတိုက်ပွဲကာလာအတွင်းမှာပြည်သူလူထုဝန်ဆောင်မှုပေးရတယ်နောက်ပြီးတစ်ခါမှာပြည်သူကိုကျွန်တော်တို့အုပ်ချုပ်ရတယ်ဆိုတဲ့အိမ်ဆောင်ကကျွန်တော်တို့တကယ်မလို့အဲဒါပေမဲ့လို့ဒါပေမဲ့လို့မလွယ်ဘူးဆိုပြီးတော့မှလည်းကျွန်တော်တို့ဒီဟုတ်တော့ထိုင်နေလို့မရဘူးဟုတ်တော့ထိုင်လို့မရအောင်စောစောကျွန်တော်တို့ပြောခဲ့တယ်လို့ပဲညီမပိုင်ခင်တုန်းကကျွန်တော်တို့ဒီအာ NUG အနေနဲ့ပေါ့အလုပ်ကတစ်ခုပဲရှိစက်တိုက်ဟုတ်ကဲ့ဟုတ်နော်အဲ့တော့ညီပိုင်လာတဲ့အခါမှာကျွန်တော်တို့ဒီစစ်လက်တိုက်ရတယ်အုပ်ချုပ်ရတယ်ပါစားအဲ့တော့ကျွန်တော်စစ်တိုက်ရတာဒီလေအယူကြီးတယ်လို့ ။အုတ်ချုပ်ရေးလောက်ရတာဒီလေ။ဒီကြီးလာ။အဲ့တော့အဲ့မှာဘာပြန်ပါလာလဲဆိုတဲ့အခါမှာကိုသိမ့်ပိုက်ရရှိထားတဲ့နေမြေအတွင်းမှာရှိတဲ့ဤသူလူလူဟာကိုပြည်သူတက်လာကြတယ်လို့ပြောလို့ မနက်တော့ဒီမှာဒေါက်တာဆိုးသူရဆိုပြောထားသလိုပဲကျွန်တော်တို့အနေနဲ့သင်ပေးရရှိထားတဲ့အနေမြေဒေတာတွေမှာဆိုတော့အုတ်ချွေရဲနေရာစတင်ပေါ်ဆောင်ဖို့လိုနေတော့မလို့အခုဆိုရင်ကျွန်တော်ပြည်သူတွေကနေပြီးတော့မှအစိုးရချင်းပြီးတော့မှကျွန်တော်တို့အုတ်ချွေရဲအဖွဲ့တွေချင်းချင်းပြန်ပြီးတော့မှချိန်ဆက်ပြီးတော့မှဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်တစ်ဖက်မှာဆိုတော့ကြာနေတဲ့ကျွန်တော်တို့တော်တော်ဖွဲ့စည်းတွေတည်တည်ကနေပြီးတော့မှစေရေးပေါ်ဆောင်မှုတွေစတိုက်ဆိုလို့ဆောင်နေတာပြီးတော့မှ အောင်မြင်မှုတွေလည်းရရှိနေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ပြည်သူတွေကိုအကောင်းဆုံးဝန်ဆောင်မှုအနေနဲ့ပေါ့နော်ပြည်နိုင်ဖို့ဆိုရင်ကျွန်တော်တို့တလန်တဖို့ဝင်တွေချင်းချင်းစီလုံးညွှဲဆောင်နဲ့ကျွန်တော်တို့ပြည်သူတွေရတဲ့ယုံကြည်မှုရရှိနေအောင်အရင်ဆုံးစူးစမ်းရမှာပဲဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့အားလုံးအညာတွေတက်မှကြားနေရတဲ့အတိုင်းပဲပေါ့နော် နေပကဖဖို့အနေနဲ့ပြည်သူတွေကြားထဲမှာပြဿနာမျိုးတွေဆိုတာတော့ကျွန်တော်တို့အနေနဲ့ဥချိုရရန်တရားဖော်ဆောင်နိုင်ဖို့လုံးဝကိုခက်ခဲမှုတွေများစွာရှိမှာမို့လို့ဒါမျိုးတွေကိုကျွန်တော်တို့အနေနဲ့ရှောင်ကျဉ်သင်နေတာပဲဖြစ်ပါတယ်။အားလုံးမျှော်မှန်းထားတဲ့တိုင်း2025ခုနှစ်ထဲမှာကျွန်တော်တို့အနေနဲ့တော်လန်ရေးအဆုံးသတ်ပြီးတော့မှအောင်ပွဲတရားကိုရရှိနိုင်ဖို့ဆိုတော့အခုကတည်းကကျွန်တော်တို့တော်လန်ပြည်သူတွေနဲ့တူ ယုံကြည်ခြင်းနဲ့ပေါ့နော်အလုံးစီလုံးကြီးရဆိုတဲ့စစ်ကောင်စီကိုအများဆုံးဖြိုချတိုက်ထုတ်နိုင်မယ်ဆိုတော့မကြာခင်မှာတော့ Federal Democracy နိုင်ငံရရရှိတော့မယ်ဆိုတဲ့ကြောင့်ပြောရတဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာဆုံးသတ်ချင်ပါတယ်စဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးတို့ကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြေဆုံးပြီးတော့မှတာယာရေးချမ်းတဲ့ညချမ်းလေးပတ်စင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်